အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာနဲ့တော့ကျွန်တော်တို့ဒီနန်ခင်းနဲ့ခွန်ထုတ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဗောနော်နံပါတ်1ချက်ကအခွန်ထုတ်ရင်ဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းအရာနဲ့အတူကျွန်တော်တို့နံပါတ်2ချက်ကကျတော့ဂျပန်နဲ့ကနေခဏနိုင်ငံတကာနိုင်ငံကိုအလဲသွားပြီးဂျပန်နဲ့ကိုပြန်ဝင်လာပြီးတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ထုတ်ချင်တဲ့သူများကိုဆိုရင်လည်းပဲကျွန်တော်ဒီ2026လာပြီးနှစ်မှာလုံးဝဝင်ကြည့်ရမလားအပြီးအပြက်ကိုကျွန်တော်တို့ထုတ်ဖို့အတွက်ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်။ဘာလို့မြန်မြန်ထုတ်တာကောင်းလဲဆိုသိချင်တဲ့ဆိုဗီဒီယိုအဆုံးထိကြည့်ပြီးကျွန်တော်ပြောခြင်းပါတယ်ပေါ့နော်။ ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ပင်စင်ကိုထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒါ passport လိုရတယ်နော်ကိုမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံ passport လိုရတယ်နောက်ပါနှစ်ချက်ပေါ့နော်ကိုကဘလို့ပုံစံမျိုးထုတ်မှာလဲပေါ့နော်ကိုကဘလို့ပုံစံမျိုးထုတ်မှာလဲဆိုတော့ကထိုင်းဝဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တနိုင်ငံနိုင်ငံတနိုင်ငံကိုအထွက်ပြပြီးတော့ sign new ကိုခုနဲ့ထုတ်မယ်ဆိုရင်အဲ့လိုမျိုးစဉ်းစားထားရဆိုရင်ပေါ့နော်ကိုကပြီးတော့အခုအလုတ်မှာလဲပဲကိုကဒီအလုတ်ကိုပဲကိုကပြန်ဝင်စဉ်းစားထားရဆိုရင်ကိုအလုတ်နဲ့တိုင်ပင်ဖို့လိုရကိုအလုတ်မှာကိုကအလုတ်ကိုလုံးဝထွက်တဲ့ပုံစံမျိုးနဲ့လိုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ လက်ရှိပေါ့နော်အလုံးမှာကိုကဆောင်းထားတဲ့အခွန်နေအကုန်လုံးပေါ့နော်ရှာကိုင်းဟိုခန်းနေအကုန်လုံးပေါ့နော်ရှာကိုင်းဟိုခန်းတော့ဆိုရင်ကျွန်တော်တို့နိုင်ခင်းနေပါမယ်နော်ကျွန်တော်တို့ဒီကျမ်းမာရေးအခွန်နေပါမယ်အဲ့ဒီအကုန်လုံးကိုကိုကအလုံးထွက်တယ်ထွက်ပြီးထွက်သွားမှာပေါ့နော်ကိုအလုံးနဲ့ကိုတိုင်ပင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးကိစ္စတွေကတချို့အလုံးတွေမှာကျွန်တော်အလုံးရှုပ်တယ်သိရမလားကုမ္ပဏီတွေကနော်လှုပ်ရှုပ်တော့ကြောင့်မို့လို့လှုပ်ပေးတဲ့ကုမ္ပဏီလေးရှိတယ်ပေါ့နော်အဲဒီဒီကလှုပ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တခြားဘယ်တော့ပြန်လာမယ်ဘာသာတကောင်တော့တို့တို့တွေနည်းနည်းလေးအလုံးရှုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိုင်ရှာနေကိုလုံးနေခိုင်ရှာကိုကိုက ထိုင်းအောင်ခဏထွက်ပြီးတော့ကိုယ်ပြန်ဝင်မယ်ဆိုရင်တို့တို့နဲ့အဲ့လိုမျိုးအသေးသေးတိုင်ပင်ဖို့လုပ်ရတယ်သူတို့ကခွင့်ပြုရတယ်ဆိုရင်တော့ဒါ okay တယ်ပေါ့နော်ကိုကအဲ့လိုမျိုးမဟုတ်ဘူးကိုဒီခိုင်းရှောက်ကိုပြန်ဝင်မှာမဟုတ်ဘူးကိုကလုံးဝဒီခိုင်းရှောက်နဲ့ကိုလုံးဝအလုပ်ထွက်ပြီးတော့ထိုင်းအောင်သွားလိုက်ပြန်လာပြီးဆိုမှတခြားကုမ္ပဏီကိုကိုကဝင်မယ်ဆိုရင်လည်းပဲဒါကိစ္စတော့မရှိဘူး အဲရှာကန်ဟိုကန်နေသူကဝင်ထားရမျိုးတွေနော်အဲနိုင်ခင်းနေသူကဝင်ထားရမျိုးတွေတော့မလုပ်ရဘူးပေါ့နော်ဟိုပြီကိုအဲ့လိုမျိုးဝင်တော့ကိုမြန်မာနိုင်ငံကိုကိုကအပြီးပြင်မယ်နော် ပြီးပြင်ပြီးထုတ်မယ်ဆိုရင်တော့ပြီးပြင်မဲ့သူတွေကတော့ဒါရှင်းဘာမှလုပ်စရာမလိုကိုခိုင်းရှာရလဲပဲပေါ့နော်အကုန်လုံးကိုကိုကသူတို့ကဒီအကုန်လုံးအခွင့်အရေးကိစ္စတွေကိုအကုန်လုံးသူတို့ကရက်ပြီးမှာပေါ့နော်လှုပ်ထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးနံပါတ်3ချက်ကကျွန်တော်ကျွန်တော်တို့ရက်ွက်ကိုပေါ့နော်ရက်ွက်ကိုကျွန်တော်တို့ထွက်ပြဖို့လိုအပ်တယ်နော်ကုမ္ပဏီတခုတည်းမဟုတ်ဘူးရက်ွက်ကိုလည်းထွက်ပြဖို့လိုအပ်တယ်ရက်ွက်ကိုအထွက်သွားပြဖို့အတွက်ဘယ်လိုပြောရမှာလဲဆိုရင်ကျွန်တော်တို့ဒီခိုင်းကန်တန်းရှုဆုလို့ပြောရမှာနော် နိုင်ငံတချို့တို့ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံခြားကိုကျွန်တော်ထွက်တယ်ပေါ့နော်ရုပ်ချက်ွက်တုံးရုံနေရကြတော့နည်းလေးရစ်တယ်တိရုပ်ချက်ရုံနေရကြရုပ်ချက်ရုံနေတော့မဟုတ်ဘယ်သွားမှလဲဗာညာတတကမီးတယ်ပေါ့နော်မီးတဲ့ခါကျရင်ကိုကတပတ်လောက်ဖွဲသွားမှာကိုကနှစ်ပတ်လောက်ဖွဲသွားမှာဆိုရင်တို့တို့ပြောလိုက်တဲ့ခါကျရင်တို့တို့ကဒါလောက်အချိန်လေးအတွင်းမှာဆိုရင်တော့တို့တို့ကဒီခိုက်ခိုက်တန်းရှုံစုမှုဖွင့်နေပေါ့နော်ခီးသွားကြဆိုရင်လည်းပဲထဲလိုက်မယ်လို့ဆိုပြီးတော့တို့တို့ပြောတဲ့ရုပ်ချက်ရုံကလူတွေလည်းပဲရှိအဲ့လိုမျိုးကြရင် ဟိုက်ဆိုပြီးတော့လုံးဝမပြေးပါနဲ့။ဟိုက်မဟိုက်မမရဘူးနော်။ကိုကခိုင်းခိုင်တန်းချူဆိုသွားမှလို့ပြောလိုက်ပါနော်။ဒါအကြီးကိုရစ်နေရဆိုရင်တော့ကိုကမြန်မာနိုင်ငံကိုအပြီးပြန်မှလို့ပြောလိုက်တယ်ဆိုရင်လည်းပဲအဲ့လိုက်ပြောဆိုရင်ဘာမှဆက်မေးစရာမရှိတော့ဘူးနော်။တို့တို့ကဒီခိုင်းခိုင်တို့တို့ကဒီရောက်ွက်ကနေအထွက်ကိစ္စတွေကိုလုတ်ပေးမှဖြစ်တယ်ပေါ့နော်။ ရက်ကွက်ကနေအထွက်ကိစ္စကိုလုပ်ပေးရဆိုရင်ကိုက my number ကကင်ထားရဆိုရင်ကို့ my number ကမှာသူတို့ကတက်တဲ့လုံးလေးထုတ်ပေးရတယ်ပေါ့နော်အဲခိုင်ခိုင်တန်းချိုးဆိုးဆိုပြီးတော့စာလေးရေးပေးရလက်ရှိတယ်တချို့ရက်ကွက်ယုံတွေကကြတော့အဲ့လိုရေးမပေးဘဲနဲ့ my number ကကိုလုံးဝအပေါက်ဖောက်ပေးရတာလည်းရှိတယ်ပေါ့နော်အဲ့တဲ့အဲ့ဆိုရင်တေးချပြီးလိမ့်စာမရှိတော့ဘူးပေါ့နော်နောက်တစ်ခုအနေနဲ့ကက်ပေါ့နော် bank ဒီ bank ကလည်းပေါ့နော်ကိုကဂျပန်နဲ့ဟိုကပြန်လာပြီးတော့အဲ့လိုမထုတ်ချင်တဲ့လူတွေအတွက်ပဲကြော့ပါတယ်ပေါ့နော်ကိုကတခြားနိုင်ငံတနေနိုင်ငံကိုထုတ်ပြပြီးတော့ဒီနိုင်ငံမှာပဲကိုကပြန်လာပြန်တော့ကြောင့်မလို့ဒီဂျပန်ထဲမှာရှိတဲ့ကျွန်တော်တို့ဒီ gingko ခိုးစားလို့ ို့ခေါ်တာပေါ့နော်အဲ့ခိုးစားနဲ့လက်ခံမဲဆိုရင်ကျွန်တော်တို့ယူချိုးနဲ့ဘန်ကတ်နဲ့မရဘူးယူချိုးဘန်ကတ်နဲ့ယူချိုးဘန်ကတ်ကလွဲရင်ကျန်တဲ့ဘန်ကြီးအကုန်လုံးအဆင်ပြေတယ်ပေါ့အင်တာနက်ဘန်တွေဖြစ်နေပေါ့နော်ကျွန်တော်တို့ဒီ7ဘန်ကတ်တွေပိုင်းနဲ့လည်းပဲကျွန်တော်လက်ခံလို့ရလားဆိုရင်ရတယ်ဒါပေမဲ့ကိုကအဲ့7ဘန်ကတ်ကိုကအမြဲတမ်းသုံးနေတဲ့ကတ်ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်တေချာဖို့ပြောချင်တာကတေချာဖို့လိုအပ်တယ်နော်ငွေထုတ်ငွေဝင်ငွေအထွက်တွေပါတယ်အဲရှိနေတဲ့ဘန်ကတ်ဖြစ်မှအဆင်ပြေပို့ဖို့ကိုကဒီအခွန်ထုတ်ဖို့ကတော့တည်ရမလားမနေ့တည်းနေ့ရက်မှာကိုကထလောက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုကကိုဘက်က ကတိကျတယ်ဆိုရင်တော့ရှော့မရှိဘူးလူငွေကကျွန်တော်တို့ချောချောချူချူဝင်လိမ့်မယ်နော်။ဟုတ်ဒါမှမဟုတ်ကိုကကိုကိုသိရမလား internet ကနေလုတ်ပြီးတော့သိရမလား။အဲအခုနာမည်တွေမှားနေရပါတော့။ဘယ်နေရာမှာနာမည်မှားနေရလဲဆိုရင်ကို Nanking ထဲမှာရှိတဲ့နာမည်နဲ့ဟို internet ban မှာပေါ့နော်။ကိုထည့်လိုက်တဲ့နာမည်မှားနေရတော့ပေါ့။အဲ့လိုမျိုးအကြောင်းမျိုးအကြောင်း အဲ internet ban ကိုဒိုင်းမဲ့လောက်လိုက်တယ်ဆိုရင်အဲ့ဒါမျိုးဆိုရင်နာမည်မနေဆိုရင်လည်းကျွန်တော်တို့မရဘူးเนาะအဲအဲအကြောင်းမို့ဒီ internet ban တွေကိုကျွန်တော်အဆူဆူလောက်ချင်တယ်ဆိုပြီးပေါ့เนาะကျွန်တော်အဲ့ recommend တော့ကျွန်တော်မပေးဘူးတေချာတယ်ပေါ့ YouTube ကလွဲတယ်ပေါ့เนาะအဲ့လိုမျိုး ban တွေကိုသွားပြီးတော့အာလောက်တာကောင်းတယ်ပေါ့เนาะဟုတ်ပြီကျွန်တော်နောက်တစ်ခုကဘာလဲဆိုတော့ပေါ့เนาะဒီ sign new ခုခုနဲ့ကျွန်တော်တို့ အခွန်ထုတ်ဖို့စဉ်းစားထားတဲ့သူများပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ကျွန်တော်တို့ဒီ2026ပေါ့နော်ဒီနောက်လာမယ့်နှစ်မှာအကြံပေးချင်တယ်ပေါ့နော်မြန်မြန်လှုပ်လေကောင်းလေပေါ့နော်မြန်မြန်လှုပ်မှအဆင်ပြေလိမ့်မယ်ပေါ့နော်အဲဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီ carry တန်းနိုင်ဆိုတဲ့ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ can shoe လေးကျွန်တော်သွားခဲ့တယ်ပေါ့နော်သူတို့ကဘာပြောလဲဆိုရင်တော့တော့ဒီ2029လောက်မှာပေါ့နော်အဲ ဂီညိုဂျီရှူးပေးဗီဇာကရက်တန့်ပြီးတော့ကျွန်တော်အီကူဆေးရှူးတို့ဗီဇာလို့ခေါ်တယ်။အဲအဲ့ဗီဇာကိုကျွန်တော်တို့ပြောင်းသွားတဲ့ခါကျရင်ဆိုင်ယူခုခုနဲ့အခုထုတ်ချင်တဲ့သူတွေကျွန်တော်တို့အဲ့လိုမျိုးအခွင့်ထုတ်နေရတယ်ကျွန်တော်တို့ကလက်ခံမှမဟုတ်တော့ဘူးနော်မရတော့ဘူး။အဲအီကူဆေးရှူးတို့ဗီဇာနဲ့၃နှစ်ပြီးရင်၃နှစ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ခုတိတ်ဂီညိုအီချီကိုတန့်ဖြစ်တယ်ပေါ့နော်။အီချီကိုအဲ့လိုမျိုးတန့်ပြောင်းဖို့အတွက်အခွင့်အရေးဖြစ်တယ်။အဲ့လိုမျိုးအီကူဆေးရှူးတို့ဗီဇာက၃နှစ်အဲတခုတိတ်ဂီညိုအီချီကိုက၅နှစ်ပေါ့နော်။စုစုပေါင်း၈နှစ်စာ။ သူတို့ဘောင်အရှင်းနဲ့စားဟိုတို့ကအခွန်တခါလေထုတ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့ကဒီစံညူခုခုနဲ့ထုတ်တာဟိုတို့ကလက်မခံတော့ဘူးနော်အီကူစေရှူလို့ပြီးသား၃နှစ်ပြီးသွားပြီဆိုတော့ねကိုယ့်နိုင်ငံကိုပြန်ပြီးတော့အခွန်ထုတ်လို့လည်းမရတော့ဘူးနော်အဲ့လိုမျိုးကြိုင်မရတော့ဘူးအီကူစေရှူလို့ပြီးသားလုံးဝမြန်မာနိုင်ငံတုံးအောင်ကိုယ့်နိုင်ငံကိုပြန်နေဆိုတော့တော့ဒါကိစ္စမရှိအီကူစေရှူလို့ပြီးသား၃နှစ်ပြီးပြီဆိုတော့ねအခွန်ထုတ်လို့မရဘူးဒီပြီးတော့ each တခုတိတ်ကင်တို့ each ကိုတန့်သွားလို့ရတယ်ဘောနော်အဲ့လိုမျိုးကြောင့်မို့တို့ကလက်မခံတော့ဖြစ်တယ်ဘောနော် ပြောချင်တာကအီကူသေရှူတို့ပြည်သားပေါ်လာတဲ့အတွက်ကြောင့်မလို့ဒီဆန်နုကိုကူကိုလက်မခံတော့ဖြစ်တယ်ပေါ့နော်အဲဒီလိုမျိုးအခွန်ထုတ်တဲ့ကိစ္စတွေဆိုတာကပေါ့နော်ဘသူတွေကိုဂိုင်းကုကူချင်းတွေအကုန်လုံးကိုဥတီပြီးတော့ပေးရတော့ဟုတ်တယ်ပေါ့နော်အဲ့ထဲမှတဆင်းပေါ့နော်ဘီဘီဘဲဗီဇာတွေကိုဥတီပြီးပေးရလဲဆိုရင်ကျွန်တော်တို့ဂင်းချုံချီရှူစေးသမားတွေပေါ့နော်ပြီးရင်တဟုတ်ဒိဂီနိုအချီခေါ်သမားတွေပေါ့နော်နော်ဒါတိုင်းအချီချီခင်းတို့ခေါ်တယ်ပေါ့နော်ဒီအခွန်ထုတ်တဲ့ကိစ္စကသူတို့ကို UDP ပေးရအတွက်ကြောင့်မလို့သူတို့ဒီဗီဇာတွေပေါ့နော်ပြောင်းလို့တော့ပြီဆိုတာနဲ့ဒီ နိုင်ခင်ကိစ္စရည်လည်းပဲဒါသူတို့ဒါတိုင်းအချစ်ချစ်ခင်ကိစ္စရည်လည်းပဲဒါအဲပြောင်းသွားမှာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်အရင်တုန်းကကျွန်တော်တို့ဒီဂီနိုဂျီရှူဇေ၃နှစ်ပဲအခွန်ထုတ်လို့ရတယ်ဆိုတဲ့ကိစ္စကပေါ်လာတယ်ဗောနော်အခုတခုတိတ်ဂီနိုအချစ်ကိုပေါ်လာတဲ့အတွက်ကြောင့်မလို့သူက၅နှစ်စာသူကထုတ်ခွင့်ပေးတယ်ဗောနော်အခုလည်းပဲကျွန်တော်၈နှစ်စာထုတ်ခွင့်ပေးတဲ့အကြောင်းရင်းအီကူဆေရှူတို့ဗီဇာပေါ်လာတဲ့အတွက်ကြောင့်မလို့သူက၈နှစ်စာကိုတစ်ခါတည်းထုတ်ခွင့်ပေးတယ်ဗောနော် ကြောင့်မို့အဲဆိုင်းနုခုခုနဲ့ကျွန်တော်တို့ဒီပင်စင်ဝန်ထုတ်ပဲစဉ်းစားထားတဲ့သူများကိုကျွန်တော်အဲနောက်ဆုံးအနေနဲ့ပေါ့နော်ဒီ2026ထဲမှာပဲအကောင့်တွေဖို့ပေါ့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ကဲအခွန်ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနောက်နှစ်ထဲမှာအခွန်မြင်မြန်ထုတ်တာကောင်းပါတယ်ပေါ့နော် အားလုံးကျေးဇူးတင်ပါတယ်